လေးကိုလူကြီးရင်နဲ့ဝေးရကိုဆွဲခေါ်သွားပြီးလက်ကောက်ကိုအတင်းချွတ်ဆွဲယူတဲ့တကိုးမကိုလူပုံအလဲမှာဖမ်းဆီးရမိမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက shopping center တကူမှာဝီကင်ဖြစ်သူဈေးဝယ်ရာကိုလိုက်လာခဲ့တဲ့ကလေးရဲ့လက်မဝတ်ထားတဲ့လက်ကောက်ကိုအတင်းအဓမ္မဆွဲယူချပြီးတော့ခိုးယူခဲ့တဲ့တကူကိုဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးကာယကံရှင်မျိုးသမီးကအခုလိုပြောပြထားပါတယ် ကိုရီကပျက်စီးကြည့်နေတော့ကလေးနှစ်ယောက်ကဘေးမှာဈေးရောက်နှိုင်းဆော်နေတာပါအဲ့ဒါကိုကလေးကိုဟိုဘက်ကိုဖမ်းခေါ်ပြီးကလေးလက်ကကို အတင်းဆွဲချက်ပါတယ်ဘလောက်တောင်မှအတင်းဆွဲချက်ထားတဲ့လေဆို ကလေးလက်ကကွဲမတက်ကိုညည်းရဲနေတာပါကလေးကငိုပြီးပြေးလာတော့လက်ကောက်မရှိတော့ဘူးဆိုင်ထဲမှာလည်းလူကကိုရီနဲ့အဲ့ဒီမိန်းမပဲရှိတယ်တိတိချင်းအဲ့ဒီမိမကိုခေါ်ထားပြီး CCTV အတင်းကြည့်ခိုင်းနေ။အဲ့ဒီမိမကလည်းသူမယူဘူးဆိုပြီးတော့အတင်းညင်းနေတယ်။ ဒါပေမဲ့ CCTV မှာတွေ့ကန်နေတော့လက်ကောက်ကိုလွှင့်ပြလိုက်ပြီးဟိုမှာကြနေတာအမားတို့ဟာမလားဆိုပြီးတော့လှုပ်ခဲ့သေးတယ်။ CCTV နဲ့လက်ပူးလက်ကျက်မိတာတောင်မှငင်းကျင်နေတော့မယ်။ကိုသမီးလေးကလည်းသူလှုပ်တယ်ဆိုပြီးတော့ပြောနေတယ်။ကိုလည်းပေါ်စားမိသလိုဖြစ်သွားတဲ့အတွက်အစိမ်မကောင်းဘူး။တခြားသူတွေလည်းအဲ့ဒီမိမကိုတွေ့ရင်ကိုလိုဖြစ်မှာဆိုလို့တင်ပေးတာ။ကလေးလကောက်ကငငယ်လေးတဲကဝက်ပေးထားတာမို့အရန်ကြက်နေလို့တော်ရုံချွတ်လို့မရပါဘူး။ အဲ့ဒါကိုမရမကရှားအောင်ချုပ်လို့ကလေးကလန့်ပြီးတော့အခုထိငိုနေတုံးပဲဟုဆိုကကိုရင်တွေးကြုံခဲ့သူမိခင်တယောက်ကပြောပြထားတာလည်းဖြစ်ပါတယ်။အဆိုပါခိုးယူခဲ့တဲ့အမျိုးသမီးကိုဖမ်းဆီးရမိခဲ့စဉ်မှာစစ်စစ်မင်းမြန်းထားတဲ့ဗီဒီယိုကိုလည်းအားလုံးပဲသတိထားနိုင်ဖို့အတွက်အခုလိုဖော်ပြပေးလိုက်ရပါတယ်။အေးပေါင်းသေးတာပါဒါ။ငါသမီးလက်ကိုတိတာလားသူ့လက်တော့ချက်ပြစ်စင်နေပောက်နေပြီ။ဘာသက်တည်း။ဘိမဖြစ်တော့ပါဗျာ။ဒါကြိမ်းကတော့တိုင်းကိုတော့တိုင်းထားတယ်။ ကိုလွှဲပါပြုတ်နေတယ်ပဲမမနေငါသမီးကိုနာကြည့်အောင်ခါငါသမီးကိုလိုက်ပြီးဟိုနေရတာပြေးပြီးတော့ပြေးပြီးတော့ငါသမီးချက်ပြေးလာတာဟိုပါပြေးပြီးလိုက်လူတာငါသမီးလက်ပြတ်သွားလို့လားအကောက်မှာလက်ကိုနှစ်ချောင်းဆွဲချက်ပြတ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 ်မဆက်ဘူးမဆက်ဘူး